ုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆရာမင်းလူရေးသားရတဲ့ပြန်ခေါ်တတ်တည်ဆိုတဲ့ဝိထုစာအုပ်လေးကို အပိုင်း၅အနေနဲ့ဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်နောက်တော့ဒါဆင် အားပေးကြပါဦးခင်ဗျာပေါ်သေးသည်မြောက်ကူတရာအုပ်ခုံပေါ်မှာထိုင်ဆောင်နေသည် နေရအတော်ပူသည်ဗန္ဒာပင်မှာအရေးကလေးရနေသောကြောင့်သာနည်းနည်းတက်တာနေခြင်းဖြစ်၏ သူကရင်ငိမ့်ကိုစောက်နေတာသူ့အိတ်ထဲမှာစားရဆောင်ရှိသည်သူသည်ရေးစားစားတကားမှရေးဖို့သူမဟုတ်မင်းညားကရေးဖို့စူးစမ်းနေပြီရင်ငိမ့်နေ့ကိုငါချက်မိနေပြီဆိုတော့စားကြောင်းတစ်ကြောင်းသာကောင်းနေရထွက်လာသည် ရှေ့ဆက်လို့မရတော့ဖက်ဖူးတဲ့ဝိတုစာအုပ်တွေအားစကလုံးတွေထည့်ရေးဖို့စဉ်းစားကြည့်သည်တတိရလိုက်တာကပြို့ကိုသိမ်းမောင်ကလပ်ဘူးဆိုတဲ့ကောင်ကိုကြုတ်တော့တဲမတင်ကဘူးပြို့ ်ဆိုတော့ဇုံတော်ဥဆန်ရှားဝတ္ထုတွေအားစာသားတွေဖြစ်နေ၏ကြပြတပုတ်လောက်ထည့်ရင်းရင်ကောင်းမယ်ဟုတွေးမိပြန်တော့ခါမှလည်းဖြတ်ခနဲပေါ်လာတာအားပုထေရွတ်တော့ငှက်လက်တာတို့ပြင်းမငုတ်တို့တက်ကြောသည်ကုန်းမို့ထက်တွင်တပင်ဒီဟာဘာဆိုင်လို့လဲအချစ်ကြပြတပုတ်လောက်စဉ်းစားစမ်းစဉ်းစားစမ်းစဉ်းစားစမ်းသူမိကနဲ့အိပ်ပျော်သွားသည် အေးရလို့တော့ခဏနာရီထိုးနေပြီသူရေးတဲ့စာနင့်ကိုငါချစ်မိနေပြီတကြောင်သာပြီးသေးသည်ဒီနေ့စာပေးပြအောင်ပေးမည်ဟုဆုံးဖြတ်ထားပြီးဖြစ်သည်နောက်ဆုံးမတက်တာလင်နှစ်ကြောင်သုံးကြောင်ပဲဖြစ်ဖြစ်ရေးပြီးပေးကိုပေးရမှကျေနပ်နိုင်မည်တခုသွားတတိရလိုက်ဤရဲမော်သည်မြ ాయి ဝင်းကိုပေးဖို့စာကိုဒီခန်းထဲမှာပဲရေးခဲ့တာတကယ်ချင်းဒီဝိုင်းစင်းစားပြီးအကြံဉာဏ်ပေးခဲ့ကြသည် ူတို့ထဲမှာစာဖတ်အားအကောင်းဆုံးဖြစ်သော AB ဂျော်ကဥဆောင်ပြီးရေးခဲ့သည်ဒိုစာချန်းကိုရဲမော်ကအချောကူးယူသွားပြီးနောက်တော့တယောက်ကိုတယောက်စားကြနောက်ကြရင်စာချန်းကို လုံးထွေးပစ်ပေါက်ကြသည်နောက်ဆုံးဘဲရောက်သွားလေဧဒင်ဂျိုကဘောလုံးလိုကန်လိုက်တာဂရင်အောက်ထဲလိတ်ဝင်သွားသူဂရင်အောက်ကိုငုတ်ကြည့်သည် တောက်တနေရာမှာပင့်ကူမြင်နေနေလုံးထွေးနေသော စာချန်းကို တွေ့ရသည် ကရင်အောက်ကိုတွားသွားဝင်ပြီးယူရသည် ဖြန့်ကြည့်တော့ကိုရဲရင်ထဲမှာမိခဲမျိုးသားသလို ပူတော်လွန်လာပါပြီတမျိုးလုံးဟာမိသက်ကားတွေဝိုင်းငိမ့်ရင်တော့ဒီမိရသေးနိုင်မှမထင်ဘူးမြရဲ့မေတ္တာရဲ့ကြီးတပေါက်ပတ်ဖန်းပေးမှသာ ထိုစားဝင် သူပြန်ကူးပြီးယူလာခဲ့ခြင်းဖြစ်သည် နေရပူမြင့်လာတော့ခါဗန္နာပင်ရိတ်ကသူထိုင်နေသော အုတ်ခုံမှလွတ်သွားသည်ထို့ကြောင့်နေရရွှေ့ရသည် မနက်ကတုတ်တီးတုတ်ပြထွက်လာခဲ့တဲ့ဖြစ်ဘာမှမစားခဲ့ရသေးအခုမှဘိုက်အရန်စားလာသည်ဟိုဘက်လမ်းထိပ်ကအကျော်ဆိုင်ကိုပြေးပြီးငပြောကျော်တစ်ခုဝယ်သည်ကျော်ပြီးကသာမို့ပူပူလောင်လောင်ကြီးရှိသေးသည်တရင်စာဆက်ကူနှင့်ထုတ်ပြီးခြင်လာသည်ထိုချိန်တွင်ရင်ငိမ့်သည်မြောင်းကူအုတ်ခုံကိုတော့ဖျက်တော့ကျော်သွားနေပြီသူတယောက်တည်းမဟုတ်အဝင်းနှင့်ဒေးစီပွင့်တို့လည်းပါသည်ပေါ်သေးသည် ဆုံးဖြတ်ချက်ကိုချပြီးလျှင် ပြင်လေးရှိသူမဟုတ်သည်ဖြစ် ဘသူလေးပါပါဂယုမဆိုင်တော့ပဲနောက်မှခတ်တက်တက်လိုက်သွားသည်သူတို့အုပ်စုကိုကြောတက်ပြီးရှေ့မှာပိတ်ရက်လိုက်သည်ကိုဟာကိုတက်တီကောင်းလာပြီထင်နေတာတကယ်နှစ်ဖူးတွေဒူးတွေလည်းကြော်အယောင်ယောင်အမားမားတွေဖြစ်ကုန်လာပါပဲရင်ငိမ့်ကိုစားပေးရမိစားမပြောကြော်ကြီးလှမ်းပေးလိုက်မိအနောင်ဟာအမေငါတို့ရောမကြွေးဘူးဟုပြောတော့မှအဲဟုတ်သားပဲရော့ရော့ ငါပြောကြော်ဦးအနှောင်းလက်ထဲထည့်ပေးလိုက်သည်ပြီးမှအိတ်ထဲဟာစာအိတ်ကိုဆွဲထုတ်၍ဒါဒါမှနင့်အတွက်ဆိုပြီးရင်ကြီးကိုလှမ်းပေးသည်ရင်ကြီးကလည်းဘူးမသိပါမသိလှမ်းယူမိအပြုဒေစီဝင့်ဟာဟဲ့ဟုရေရွတ်လိုက်မှလက်ပြန်ရုပ်သွား၏အနှောင်းဟာနောက်နေရာမှတ်လို့ရီမလို့လို့လှုပ်လိုက်သေးသည်အနှောင်းသည်အကင်းပါသူဖြစ်၏ပေါ်သေးဤမျက်နှာကိုအကဲခတ်လိုက်ပြီးအခြေအနေမှန်ကိုရိပ်မိသွားသည် မျက်နှာသာချက်ချင်းတင်းသွားပြီနင်ဒါဘာလုပ်တာလဲစာပေးတာနင်ရိုင်းလိုက်လားဘာချက်လို့စာပေးတာရိုင်းရမှာလားငါတို့ဘယ်ရလာတယ်ဆိုတာမသိဘူးလားဟင်ငါဘယ်လိုလုပ်သိမှာလဲငါတို့ဝတ်စားတွေကိုမမြင်ဘူးလားအဲအခုမှတတိထားကြည့်မိသည်သူတို့တော့ဆိုလို့အင်းကြီးလက်ရှိအဖြူနဲ့ယောဂီရောင် ထမိန်စင်တူ ဝေထားကြသည် ေစီဝင့်ဟာငါတို့ဓမ္မယုံမှာဝတ်တက်ပြီးပြန်လာကြတာပါ ဟုပြောသည် သူ့လေသာ ကြေးအားကြီးကြောင်ပြောတဲ့ပုံမျိုးငြင်းငြင်းရတော့ဘာမှမပြောမျက်လုံးလေးကလေးကလေးလှုပ်ရင် သူ့တငယ်ချင်းနှစ်ယောက်ကိုတလဲစီ ကြည့်နေသည် အနှောင်းကတော့မကျေနပ်သေးငါတို့ကုသိုလ်ကောင်းမှုလုပ်ပြီးပြန်လာတဲ့ချိန်မှာဒါမျိုးနှောက်ရတာကောင်းသလား sorry ပဲဟာငါတတိမထားလိုက်ပြီလို့ပါနောက်နေ့ကျမှပဲပြီးတော့မယ်နော်ဘာပြောလဲ အနောင်ဟာရှေ့ချီတလန်တို့သည်ရင်းချင်းဟာလမောင်းကိုလှမ်းကင်ဆွဲလိုက်သည်ဒေစီပွင့်ဟာလာပါဟာတော့ဘာဝနာပွားမယ့်အချိန်မျိုးမှာဒေါသကိုထိမ့်ပါအောင်အနောင်ဟာဟင်းဆိုပြီးရှေ့ဟာထွက်သွားသည်ရင်းချင်းဟာပေါ်ထေးကိုဖျက်ခနဲတစ်ချက်ကြည့်သွားတော့ဒေစီပွင့်သတိပြုမိလိုက်ပေါ်ထေးဟာခုမှသတိရပြီဟာငါငါငါပြောကြအနောင်ဟာလက်ထဲမှာပါလာသောငါပြောကြကိုကြည့်ပြီး နောက်လမ်းဘေးရေမြောင်းနဲ့ပြစ်ချလိုက်သည်ယင်းကြီးအားစာအိုယူမသွားပြစ်တာပဲခက်ကောင်းကောင်းဟုဆိုရမည်မိန်းကလေးတယောက်ဟာစာတစ်စောင် ပေးုံနဲ့ပြန်လဲတုတ်ပြန်အဖြေပေးခြင်းမပြုရဆိုတဲ့ဥပဒေကိုဘသူဟာထုတ်ပြန်ထားခဲ့မှမသိအနည်းဆုံး2စောင်3စောင်တော့ပေးရတတ်သည်ရဲမော်တော်ကဆိုရင်8စောင်အထိတော့ပေးခဲ့ရသည်ဆို၏ပေါ်သေးနေပြီနောက်ထပ်စာတစ်စောင်ရေးဖို့မလွယ်လားတကယ်ချင်းတွေကိုအကူအညီတောင်းလို့ရသည် တို့ရရင်လောလောဆယ်မှာသူတို့ဒီကိစ္စကိုအတိမပေးခြင်းသေးကိုဘာသာကြိတ်လို့ပြီးအောင်မြင်တော့မှအံဩသွားကြစေခြင်းသည် ခုတော့အစဉ်ပြေသွားသည်နောက်ထပ်စာတစောင်းရေးစရာမလိုတော့ဒီစာကိုပဲဒုတိယတစ်ခါထပ်ပေးလို့ရပြီပထမတစ်ခါကမယူဖြစ်ပေမဲ့စာတစ်ချိန်ပေးပြီးဖြစ်ကြောင်းစည်ရင်ဝင်သွားပြီပဲတကယ်တော့ရည်စားစာဆိုတာဖတ်နေကြတော့မလို့ချစ်နေကြောင်းသိသွားရင်လုံလောက်တာပဲ တခုတော့ရှိသည်ဒီစာ အချိန်လို့ပြီးအ мян ကူးရရလို့လက်ရည်ရသိမ့်မလှငကိုတဲရမှာလက်ရည်တော့ရတဲ့ကြားတယ်ဖြက်ရပြင်ရတွေကပါနေသည်သည်ဒီတော့အစ်စ်ပြန်ကူးမှဖြစ်ပြီနောက်ပြီးအချိန်မရသဖြင့်လမ်းဘေးကွန်းရဆိုင်ဟာကျုံရဆာရိတ်နဲ့ထဲ့ခဲ့ရတာရိုးရိုးလင်းရင်ဆာရိတ်ကြီးဈေးတွေကဆာရိတ်ကရိယာဆိုင်မှာပန်းမွင့်ပုံလိပ်ပြပုံပါတော့ဆာရိတ်လှလှဝယ်ရမည် ရီးစားစာရေးရတာလည်းအတော်ကိရိကထများသည်စိတ်မရှိရတဲ့ကြားတဲ့စာကို ပြန်ကူးမယ်လို့စိုက်ထဲကဖောက်ထုတ်ပြီးပြန်ကြည့်တော့မှမျက်လုံးပြူးသွားသည်ဟိုနေ့ကအလော်တကြီးနဲ့မို့တေးသေးချာချာဂယုစာမကြည့်ပဲကူးသွားမိသည်မူရင်းစာရဲမော်အတွက်ရေးထားတာလေဒီတော့စာထဲမှာမြကိုရဲဆိုတော့အတုံးနှုံးတွေပါသည်ဒါကိုရင်ငိကိုဆိုတဲ့စကားလုံးတွေနဲ့အစားထိုးရမှာ ခုတော့နမဲတွေမပြောင်းမဲ့ဒီတိုင်းကူးလိုက်မိခဲ့သည်ကံကောင်းလို့နောက်တစ်ချိန်မှာကျတော့ရင်ငိမ့်တယောက်တည်းရှောက်လာတာတွေ့ရသည်ထမင်းအယောင်ကိုလည်းအကဲခတ်သည်သည်ဒီနေ့တော့အပြာနုယောင်ဝက်လာသည် အပြာနုဆိုဘာလဲဘာမှမဟုတ်တေချောင်းဘယ်ရလာလဲမေးရသည် အချုပ်ဆိုင်ကဒါဆိုရင်ဒီစာကိုယူသွားဖို့အဆင်ပြေပါရဲ့နော် ပြောပြီးစာအုပ်လှမ်းပေးသည်ယင်းကြီးဟာထွေထူးထူးငင်းဆန်မနေတော့ပဲအသာတကြီးယူသွားသည် ပေါ်ထေးအရန်ပြော်သွားသည်ဟိုတနေ့ဟာဟိုအားရရှိနေလို့မယူရဲတာပဲခုတော့အချိန်နေဟာထင်ထားတာထက်တော့ကောင်းနေသေးသည် အမှန်တော့ယင်းကြီးသည်ငင်းနေလို့အတင်းလိုက်ပြီးရင်အိမ်ကြီးပြတ်တော့မှာပဲဟုဆိုရင်ပြီးစာကိုယူသွားခြင်းသာဖြစ်၏ထိုစာသည်လည်းအနှောင်းနှင့်ဒေစီပွင့်တို့စီအရာမယွင်းပဲရောက်ရှိသွားလေသည် သုံးလေးရက်ကြာမှာတော့လမ်းမှာအုပ်စုနှစ်စုပတ်ပင်းတိုးမိကြသည် သူတို့ပုံစံမှာအနောက်တိုင်းကောင်းမွန်ကားတွေထဲမှာတနသမားတွေမျက်နှာချင်းစုံကြသလိုပင်ဖြစ်သည်တစ်ဖက်ကအနှောင်းဒေစီပွင့်နှင့်ရင်ငိမ်းတစ်ဖက်မှာတော့ပေါ်သေးနေသူကောင်းထွန်အေဘီကျော်တို့ပါလာသည်အေဘီကျော်ကဘာမှမသိသေးသဖြင့်တစ်ဖက်၃ယောက်စီဆိုတော့အတော်ပဲဟေဟူလှမ်းနောက်လိုက်သေးသည် အနောင်ကစူးစူးရဲရဲကြည့်ရင်ရှောက်လာသည် ဒေစီဝင်းဟာတစုံတစ်ခုမြင်မှာစိုးရင်ဟန်ဖြင့်မျက်နှာပြက်ချင်နေသည်ရင်ငင်းရတော့ခေါင်းငုတ်ထားသည်အနားရောက်တော့အနှောင်းဟာခါထောက်ရက်လိုက်ပြီးဒီမှာငါပေါ်နင်ဘာအချိုးချိုးတာလဲဟုမေးလိုက်သည်ပေါ်ထေးဟာဘာမှပြန်မပြောနိုင်ခင် ကောင်းထွန်းဟာဘာဖြစ်ကြလဲဟာဘာဖြစ်တယ်ဆိုတာနင်တို့ကောင်ကိုမေးကြည့်ဟဲ့ဟောဘာဖြစ်တာကောင်းထွန်းကမေးတော့ပေါ်ထေးဟာစာပေးလို့ဘာမင်းကအနှောင်းကိုစာပေးတယ် အမကွာဟာဒါကြီးမဟုတ်ပါဘူးသူ့ကိုဆိုပြီးရင်ချင်းကိုလန်ချိုးထိုးပြသည်ဒါကြီးဟုအပြောခံရသဖြင့်အနှောင်းမြင့်တာတင်းကနေဖြစ်သွားသည်အေဘီကျော်ကထင်သာပဲငါပြောတယ်မဟုတ်လားအခုတော့ဒီကောင်ကြည့်ဟာတခုကြိတ်ကြံတာလို့မလုံမလဲဖြစ်နေပုံပဲလို့ဟုတ်ကောင်းတော့ပဲလှည့်ပြောသည်အေးကွာငါမတော်မရော်ရင်နဲ့တွေ့သွားမှာလို့စိုးရင်နေတာရင်ချင်းနဲ့ဆိုရင်တော့သဘောတူပါတယ် ဒီမှာတန်ရာတန်ရာပြောစမ်းမှာအနောင်ဟာဒေါသဖြစ်လက်စနဲ့ရန်စကားပြောလိုက်သည်ကောင်းတော့ဟာဇကနဲ့ဖြစ်သွားပြီနေစမ်းမှာအိုးနင်တို့တငယ်ချင်းကဘလောက်တန်လို့ဘာပြောတယ်နင်ပဲတန်ရာတန်ရာပြောဆိုအနောင်ရုတ်တရက်ဘာပြန်ပြောရမှမသိဖြစ်သွားပြီဒေစီဝင်းဟာပြောမျိုးနဲ့တော့ဟာတော့ကြောင်းဟုဆိုတော့လေအနောင်ဟာမရပဲနင်တို့သတိပေးရမယ်နောက်ကိုဒါမျိုးလုံးဝလိုက်မနှောက်ရှက်နဲ့ဒါပဲ နေနဲ့ပါဆိုင်လေပြောရင်ကာယကံရှင်ကပြောပါစီရင်းနှင်းကရောင်ပြီးငါမပြောတတ်ဘူးဟုလှုပ်ခလဲပြောလိုက်ဤအေဗီကျော်ကလှလို့ချစ်တာဘာဖြစ်တာဟာနေကမနာလို့ဖြစ်နေရတာအနော်နေလည်းသူ့လိုလှအောင် ကြိုးစားပေါ့ဒါမှသူ့လိုပဲဘာပြောလဲရာဆဆနေကပဲပြောရတယ်ရှိသေးကိုရုပ်ကိုလည်းပြန်ကြည့်အောင်ဗျမ်းရောင်ဆောင်ထားတဲ့ကြီးကန်းကိုဈေးကွက်မျက်လုံးတက်ပေးထားတဲ့ကောင်းကများ အသားမဲမဲရှေတော့တော့ကော်ကိုင်းမြင့်မှန်ပိုးတို့လို့နဲ့အေဘီကျော်ကိုအနှောင်းဟာအပြတ်စိန်ခေါ်လိုက်ခြင်းပင်ဖြစ်၏အေဘီကျော်ကလည်းမထီမဲမြင်ပြုံးလိုက်ပြီဒါဟာတော့ဒါမဲနင့်လို့ဘုံမဟုတ်ပတ်မဟုတ်တော့အများကြီးတာပါသေးရဲ့အမှတ်ထားသူစကားဒီအနှောင်းဤဒေါသကိုအဆုံးစွန်သို့ဖျောက်ရှိသွားစေသည်ဘာနင်နင်အနှောင်းစိတ်မထိန်နိုင်တော့ ဟိုဒီကြည့်သည် မလန်းမကန်းမှာတွေ့သောအုတ်ခဲကျို့ကောက်ယူသည်ဘသူမှတားဖို့အချိန်မရပင်အေဘီကျော်ကိုလှမ်းပြပေါက်လိုက်၏အုတ်ခဲကျို့ဟာအတော်လေးတစ်ပြည့်ချိန်သားမကန်းအေဘီကျော်ကိုမထီပဲဘေးမှာကက်လျက်ရက်နေသောပေါ်ထီးဒူကောင်းကိုမှန်သဖြင့်အာကနဲ့អော်ပြီးခွေကြသွားသည်ရင်ငိမ့်သည်မျက်လုံးလေးဝိုင်းသွားပြီးဟဲဟုရေရွတ်လိုက်မိသည် ထိုဟဲထဲမှာစိုးရင်သံပါနေသည်ဂယုနာသံဆွတ်နေသည်ထိုကြောင့်ရင်ငိမ့်သည် ဟဲဆိုသောသကလုံးတစ်လုံးနဲ့ဖြင့်ပေါ်သေးကိုအပြေးပေးလိုက်ခြင်းဖြင့်ဖြစ်တော်သည် ထိုဟဲနှင့်ပတ်သက်ပြီးအနှောင်းနှင့်ဒေစီဝင်းတို့ဟာရင်ငိမ့်ကိုစစ်ကြောရည်လိုကြသည်ရင်ငိမ့်အားအနှောင်းကရင်ငိမ့်သည် ပေါ်သေးကို ချစ်နေပြီးဟုဆွဆွဲသည်ဒေစီပွင့်ကလည်းဖြစ်နိုင်သည်ဟုဆိုသည်ရင်ငိမ့်ကတော့ငါဘာမှမသိဘူးမပြောတတ်ဘူးဟုဇဝေဇဝါလုံနေသည် နောက်ဆုံးတော့ နှစ်တသမငါးမဲဖြင့်ထိုအဆိုကိုအတီးပြုတ်လိုက်ကြလေသည် အနှောင်းဟာလုံးဝသဘောမတူနိုင် သူတို့သုံးယောက်လုံးရည်စားမထားကြအိမ်နာမပြုတ်ကြတသက်လုံးအပြိုကြီးတွေဖြင့်အတူတကွနေကြရေးဟုဂရိကုတ်ကို ပြုတ်ထားကြတာပဲဒေစီပွင့်ကတော့နည်းနည်းတွေ့ဝင်နေသည်သူတို့အတော်အပြိုကြီးစကားကိုတတိယမိသောကြောင့်ဖြစ်၏ဟိုဘဝကချစ်သူနှစ်ယောက်ကြားမှာဝင်ပြီးနှောက်ယှက်ခဲ့သောကြောင့်ဒီဘဝမှာ ဝင့်လေပြီးအပြိုကြီးဖြစ်နေရတာတဲ့အပြိုကြီးဖြစ်မှာတော့မကြောက်ပါ ခုဘဝမှာတော့အပြိုကြီးဖြစ်နေဖို့ဆုံးဖြတ်ထားပြီးပြီပဲသူစိုးရင်တော့အတော်အပြိုကြီးလို့အယုတ်ဆိုးမှာသာဖြစ်တို့ကြောင့်ပွင့်ပွင့်လင်းလင်းမကန့်ကွက်ပဲစဉ်းစားကြသေးတာပေါ့ဆိုတာမျိုး မတင်မကြတာပြောမိပြီးတော့ရင်ငင်းကိုလည်းတနာသည်ရင်ငင်းသည်သူ့အာသူတည်တည်ချာချာမသိတော့လေ ေါ်သေးကိုအတွင်းစိတ်ထဲကအချစ်နေကြောင်းဒေစီပွင်းရိတ်မိသည်အနောင်ကသဘောမတူကြောင်းငေါငန်းပြောသောအခါရင်ငိမ့်မျက်နှာလေးငယ်သွားတာကိုမကြည့်ရပေါ်သေးကိုလည်းတနာသည်သူတို့သုံးယောက်အုပ်စုတဲကရင်ငိမ့်ပဲ့ထွက်သွားမှာကိုလည်းနှမျောသည်ဝေဝဲမရဖြစ်နေရမှာစိတ်ကူးတစ်ခုရသွားသည်ဘေးရင်မေးကြည့်ဖို့ပင်ဖြစ်၏ ဆောင်မိုးရဲ့ကိစ္စတိတိကျကျမှန်အောင်ဟောနိုင်ကြတဲ့အာသူတို့အာကူအာရာပြုခဲ့တော့ဘေးရင်ဆရာမကြီးစီတွားကြစီဆရာမကြီးကဘေးရင်သားမကအကြအမြင်လဲတွဲဖက်ပြီးဟောနိုင်သည်သူတို့သုံးယောက်အိမ်အောင်ကြခင်ရှိမရှိ မေးတော့ခါအနှောင်းနဲ့ဒေစီပွင့်တို့အတွက်တော့ဘာမှမမြင်ရင်ငိမ့်ရတော့ဖြစ်နိုင်သည်ဖူးသာရှင်ဟာကြာသာပရိသာ ဆိုပြီးပုံမှန်သဏ္ဍာန်ကိုဆက်လက်ပြောပြရာ ပေါ်သေးနဲ့တထက်တည်းတူနေသည် သူတို့အံ့ဩသွားကြသည်ဆရာမကြီးကမျက်စိကိုမှိတ်ပြီးအာယုံစူးဆိုက်လိုက်သည်စိတ်မကောင်းစရာပဲအဲ့ဒီကောင်လေးကခြေတစ်ဖက်မတန်ရှာဘူးလမ်းလျှောက်ရင်ထော့နဲ့ထော့နဲ့ဖြစ်နေတယ်သူတို့နှစ်ယောက်တယောက်ကိုတယောက်လှမ်းကြည့်မိကြသည်ဆရာမကြီးကခေါင်းခါလိုက်ပြန်ပြီမဟုတ်သေးဘူးမဟုတ်သေးဘူးအဲ့ဒါကယာယီပဲပြန်ကောင်းသွားလိမ့်မယ် လောလောဆယ်ညာဘက်ဒူးကောင်းမှာတန်ရာရတာလို့ပါမျက်လုံးပြူးကုန်ကြ၏အနောင်ဟာ "तू ကလူကောင်းမဟုတ်ရဲ့လား"ဟုမေးလိုက်သည်ဇမားကြီးဟာမျက်စိကိုပြန်ဖွင့်လိုက်ပြီးလူကောင်းမရိုးသားတယ်သစ္စာရှိတယ်တခါတခါတော့ဒေါသကြီးတတ်တယ်လှုပ်ချင်တာရှိရင်မဖြစ်ဖြစ်အောင်ဆွတ်လှုပ်တတ်တယ် ငါတူမတို့လှုပ်ချင်နေတဲ့သာသနာပြုလုပ်ငန်းမှာအထောက်အကူပေးလိမ့်မယ်။လက်သက်ခံနိုင်တဲ့သူမျိုးပါပဲ။ထိုဟောချက်ကိုအကြောင်းပြုပြီးအနောင်တို့ဟာပေါ်သေးကိုတွေးဆဆွေးနွေးလိုသည်ဟုအကြောင်းကြားသည်။တယောက်တည်းလာရမည်ဟုချင်းဆိုလိုက်သည်။တယောက်တည်းလာမယ်ဆိုတော့ငါတိတ်မတင်ပါဘူးဟာ။သူတို့သုံးယောက်မင်းကိုပေါင်းပြီးလှုပ်ချန်လို့မလို့ထင်တယ်။ဟိုအေဗီဂျော်ကပြောသေးသည်။ရဲမော်ဟာမင်းဟာစုံတော့ဝိတုဆန်လိုက်တာကွာ။ ဒါထင်တာကတော့ပေါ်တဲ့အခြေအနေကောင်းနေကွာနှုတ်ဖို့ဆိုဘာဖြစ်လို့ခေါ်တွေ့နေမှာလဲကောင်းထုံးလို့ရတယ်ထူးခြားမှုရှိလိမ့်မည်ဟုသုံးသက်သည်တကယ်တော့ဘသူကဘာပြောပြောပေါ်ထေးကသွားတွေ့ဖို့ဆုံးဖြတ်ပြီးသားလောက်ကြံနေလို့ပဲဖြစ်ဖြစ်ပြန်ပေးဆွဲတာပဲဖြစ်ဖြစ်ဖျားအောင်သွေးဆောင်ပြီးလက်ပတ်နာကြီးချွတ်လူတာပဲဖြစ်ဖြစ်ဝိုင်းအားလွတ်တာပဲဖြစ်ဖြစ်အနောက်ကပေါ်ထေးနေဖြစ် ရင်ငိမ့်ကိုတကယ်လေးလေးနက်နက်ချစ်တာဟုတ်မဟုတ်အပျော်သဘောဟုတ်မဟုတ်သစ္စာရှိမရှိစစ်စေးမေးမြန်းပြီးကျေနပ်သွားတော့မှဒါဆိုနင်တို့နှစ်ယောက်တည်းဆက်ပြီးဆွေးနွေးကြ15မိနစ်အချိန်ပေးမယ်ဆိုပြီးရှောင်ပေးကြသည်ပေါ်သေးဆိုရဲကောင်ကလည်းလူလစ်တာနဲ့ဝမ်းသာလိုက်တာဟာဟုတ်ပြောရင်လက်ကိုဖမ်းဆုပ်ကန်လိုက်သည်ရင်ငိမ့်ကစက်ခနဲ့ယုံလိုက်ပြီးဟင်းအဲ့လိုတော့မရမ်းကောင်းနဲ့ပေါ်သေးမှာဝမ်းသာလုံးဆိုပြီး ကြောင်အောင်ကန်းကန်းနဲ့ကင်မိခြင်းသာဖြစ်၏နောက်ထပ်မတို့မထီရတော့တော်ကြာလက်ရောက်ကျူးလွန်မှုနဲ့သဘောတူညီချက်ကိုပြန်ရုပ်သိမ်းသွားလျင်ခတ်မိထို့နောက်ယင်ချင်းဟာသူ့ဘောတန့်စင်သောမြစ်တာနဲ့သာချစ်စေလိုကြောင်းတသက်တာတစ္ဆာရှိလိမ့်မည်ဟုမျှော်လင့်ကြောင်းအထူးသဖြင့်မိမိဘာသာရေးဘက်မှဆရာထက်တန်ခြင်းကိုအနောက်ဆက်ပေးခြင်းတားမြစ်ပိတ်ဝင်ခြင်းမပြုပါဟုကတိပေးစီလိုကြောင်းပြောသည် ပေါ်သေးရလဲရွေးကောက်ဝဲဝင်ကန်ဒီအမတ်လောင်းလို့ပဲတောင်းသမျှဂရီတွေကိုအလွယ်တကူပေးပြစ်လိုက်သည်နောက်မှကြည့်လို့နင်ပရဲ့ကြီးဆက်တတ်တော့ရလားဟုရင်ကြီးရမေးသည်ရုတ်တရက်မို့ပေါ်သေးအဖြေရခတ်သွားသည်ရုတ်တရက်မဟုတ်ပဲအေးဆေးဆိုတဲ့ဖြေနိုင်မှာမဟုတ် သူသည်အဲ့ရဝင်ကန်ဒီမှာတော့ဖျားမမှန်ရှ िख ိုးပြစ်သူမဟုတ်ငငယ်ကအိမ်မဆိုးမတ်မှာကြောက်လို့အိတ်ခန်ဒီတိုင်းဖះရှိခိုးသည် အရွယ်လေးရောက်လာတော့ပေါပေါဆဆဖြစ်လာ၏ရုံမြင်တန်ကြားကြည့်စာဖက်အိတ်ဟာလည်းဝင်တော့အရန်အိတ်ချင်နေပြီဖျားမရှိခိုးရသေးဘူးဆိုတာတတိယမိတတ်တော့လေပြန်မထချင်တော့တရက်တလေတော့အေးမကြည့်ပါဘူးဆိုပြီးနေလိုက်ရအချင်းပြတ်သွားခဲ့သည်အမေတင်မိရတော့ဖျားရှိခိုးတွေတော့ဟိုတပိုင်းဒီတစားမေးမေးရော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 ထွေထွေဖြစ်ချင်နေပြီထို့ကြောင့်အလုံးတော့မရဘူး ဟူတချို့ပြိတ္တော်တွေပဲရတယ်လို့လို့ပြောချလိုက်သည်အဲ့ဒါဆိုမဖြစ်ဘူးညအောင်ချက်ထောင်းအနှောင်းတို့ဟာနင့်ကိုဒိဋ္ဌိလို့ပြောနေတယ်နောက်ဘက်ကျရင် စစ်ဆေးကြည့်မယ်တဲ့ဗောဓိမာပရေကြီးဆက်တဲ့တော့ကိုတပတ်အတွင်းရအောင် အသေးလေးကြသည်ဒုက္ခလာတွင်တငယ်ချင်းနေနေတော့မတွေ့နိုင်ရင်ငိမ့်နဲ့အစဉ်ပြေလို့အောင်ပွဲခံဖို့ကိစ္စကိုလည်းရက်ရွှေထားသည် ရင်ငိမ့်တံမှာအရင်ဆုံးစာအံပြရသေးသည်ရင်ငိမ့်ဟာအတန်အတွက်မှားနေတာတွေပြင်ပေးသည်ပြီးတော့မှအနှောင်းနဲ့ဒေစီပွင့်တို့ရှိမှရွတ်ပြနေရသည် အနှောင်းဟာတိတ်ထိုက်ကြတိုင်းမကြဘူးဟုဝေဖန်သေးသည်ဒေစီပွင့်ဟာယောက်ျားလေးပဲဟာဒီလောက်ရရင်တော်ပေါ်ငါတို့လိုအလေးချင်းရှိတာမှမဟုတ်တာဟုဝင်ပြောပြီးတော့မှဂျေနပ်ပြီးလက်ခံသည် ထိုခါကျမှသာရင်ငိမ့်နဲ့ကိစ္စတရားဝင် အတီးဖြစ်သွားတာ တမီးစားတွေဖြစ်သွားကြပြီဆိုပေမဲ့သူများတကလို့ရှောက်လေဝင်ရတာမဟုတ်ကဲဖို့ဆိုတာဝေးရော တွေးဝင်ရတာကဟိုနေရောက်ရဲ့ရှေ့မှောက်မှာသူတို့ကယောက်ျားလေးဆိုတာစိတ်ချရတာမဟုတ်ဘူးဆိုပြီးနင်းနေလေးမှအလစ်မပေးတွေးရတဲ့နေရာတွေကလည်းဓမ္မယုံဖျားရင်ပြင်ပေါ်မှာတကလေးလေးတော့ကျောင်းနှန်းတစ်ခုထဲမှာနှစ်ယောက်ချင်းခဏတပြုံထိုင်ဝင်ရသည်လူရှင်းတဲ့ချိန်မှာပေါ်ထေးအားလက်ကလေးကင်ပြန်ကြံလင်း ဟင်းဖျားပုံမှာနော်ငရဲကြီးမှမကြောက်ဘူးလားဟုတ်ရင်ငယ်ရဟန့်တက်ပြန်သည်ဒါကတည်းကရုပ်ရှင်လေးပါလေသွားကြည့်တာတော့ရှိသည်ဒါလည်းဘာထူးလို့လဲကိုနှစ်ယောက်ကတွဲလျက်ပါလာတာပါပဲယုံထဲမှာအနှောင်းဟာလှဲ့လှဲ့ကြည့်ပြီးချက်နေတာနဲ့လှုပ်တော့မလှုပ်ရဲအဖော်ရတော့အောင်ဒေးစီဝင့်ကို AB ဂျော်နဲ့အောင်သွေးဝေးဖို့ကြံစီကြည့်သေးသည်ငယ်ငယ်တုန်းကလည်းဟာ သူတို့နှစ်ယောက်ကိုစားခဲ့ကြလေတို့အရင်အေဘီကျော်ကဒီစီပွင့်ကိုစိတ်မဝင်စားသူကြိုက်တာအနှောင်းကိုတဲ့မဖြစ်နိုင်တော့ကွာရောက်ခွေရှာကြီးကိုဒါတော့မသိဘူးငါစိတ်ထဲ feeling ရှိတာကိုပြောတာအဲ့ဒါဆိုမင်းအချောက်လုံးမှာပဲရမယ်အေဘီကျော်ကတကယ်ပြောသလားနောက်တာလားတော့မသိအနှောင်းနဲ့စုံတဲ့ခါတိုင်းမင်းကလေးပြပြတတ်တာနေရင်လှမှာပဲပါညာပြောတတ်သည် ်အနှောင်းကလည်းဒီကောင်းဆိုလုံးဝမြင်နေကြောတဲ့တာမဟုတ်ပေါ်သေးမှာရင်ငိမ့်နဲ့မတွေ့ပဲမနေနိုင် တွေ့ဝင်ရဖို့ကလည်းဒီတနည်းပဲရှိသဖြင့်အလိုက်ထိုက်နေနေရသည်သူတို့နဲ့အတူဖျားရေတက်ပဲခြင်းရေမြေပေါ်မှာတပြက်စီးလဲခြင်းဓမ္မယုံမှာဝတ်တက်ခြင်းတို့ပြုလုပ်ရသည်တကယ်ချင်းတွေကတော့မင်းတို့လက်ထပ်ပြီးရင်လေဒုကုလနဲ့ပါရိကာတို့လိုချက်ပေါ်လက်တော်ရစ်ပြီးနေပါပဲခုဝိုင်းစကြသည် ဒီကြားထဲမှာရေးကြီးတော့ဝေအသင်းနဲ့ဝင်မှာဟုယင်ငင်းကတိုက်တွန်းသဖြင့်ဝင်ရသည်ယောဂီအောင်ပစိုးဝေရသည်သည် အမေကအဝိရှော်ဖို့လို့ရင်ပစိုးကို တွေးတော်မိသည် ဝေအသင်းနဲ့ဝင်လာလို့ပါ ပြောတော့အံ့ဩနေသည်ဒါရီကယင်ငင်းကြောင့်ဖြစ်ကြောင်းတငယ်ချင်းတွေကဖော်ကောင်လို့သည် ထိုကအမေသည်ဝမ်းသာအားရဖြစ်သွားသည်ဘုန်းကြီးကြောင့်ဆုံးကြိုက်သွားဖို့ခိုင်းတာတော့အင်းတင်းတင်းလှုပ်တတ်တဲ့ကောင်ဟာ ရင်ရင်နဲ့ကြမှာအကျိုးတရားရသွားပြီဆိုပြီးအချိန်နဲ့ကြီးကျေနပ်နေသည်ရင်ရင်ကိုလည်းအဖိုးတန်မိန်းကလေးပဲဟုတဖွားဖွားချီးကျူးတော်သည်ပေါ်သေးသည်ဒီလိုပုံစံမျိုးကြီးနဲ့ကြာကြာမနေနိုင် ထို့ကြောင့်အမြန်ဆုံးလက်ထပ်လိုခြင်းဖြစ်၏ရင်ရင်ကနှင်းကိုလက်ခံခံမိတာမှားများမှားသွားပြီလားမသိဘူးတကယ်တော့ငါကို့အပူကိုရှာတဲ့လူလိုဖြစ်နေပြီဟုမကြာခဏပြောသေးသည်တော်ကြာ မောင်နှမအချစ်မျိုးနဲ့သာနေကြပါစို့ဆိုရင်ခတ်တော်မီသူစိတ်မပြောင်းရင်အမြန်စီစဉ်မှပဲပထမအဆင့်ဖြစ်လက်ထက်စာချုပ်ချုပ်ထားလျင်စိတ်ချမီကံကောင်းရင်တော့တိုက်တိုက်ဆန်ဆန်ပဲတို့ရတွင်မှာရင်ငိမ့်တို့ဖေးတင်သွားမိသည်ဆရာမကြီးကရင်ငိမ့်နေဖြစ်၃လအတွင်းမှာအိမ်တော်မပြုတ်လျင် အသက်အန္တရာယ်ရှိနိုင်သည်စတိပြပြလက်ထက်အမီယောက်ျားလေးပုံအယုတ်တယုတ်ကိုအိပ်ရာထဲမှာထားပြီး ခွနရတိတိအတူအိယမီဟုဆိုသည်ထိုချိန်မှာပေါ်ထေးဟာလက်ထက်စာချုပ်ချုပ်ထားခြင်းပါတယ်ဟုပြောလာသည်ဖြင့်အတော်ပဲဖြစ်သွားသည်ဒါကြောင့်လည်းအနှောင်းတို့ဟာလွယ်လွယ်ကူကူသဘောတူလက်ခံခဲ့ခြင်းဖြစ်သည် ထိုပေရင်ဆရာမဤဟောကြားချက်တွေကပေါ်ထေးသည် သာသနာပြုလုပ်ငန်းကိုအထောက်အကူပြုလိမ့်မည်ဆိုသောအချက်သည်တတဆင်အောင်လွဲမှားကြောင်းနှင့်ထိုကိစ္စကြောင့်ပင်နောက်တစ်ချိန်မှာအကြီးအကျယ် ပြဿနာတက်လာလိမ့်မည်ဖြစ်ကြောင်းထိုစဉ်ကမတိခဲ့ကြဟုတ်ကဲ့အခုကျွန်တော်ဖတ်ပြပေးခဲ့တဲ့ဆရာမင်းလူရေးသားရတဲ့ပြန်ခေါ်သက်သေးဆိုတဲ့ဝိထုစာအုပ်လေးကို အပိုင်းငါးအနေနဲ့ဖတ်ပြပေးခဲ့တာဒီမှာပဲခိတာခနာရနာဝင်ပြုပါခင်ဗျာဆက်လက်ပြီးတော့လည်းအပိုင်း6ကိုဖတ်ပြပေးဦးမှာဖြစ်လို့စောင့်မျှော်နှားစဉ်အားပေးကြပါဦးခင်ဗျာ နာတော်ရာစင်သူပေါင်းစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းများနဲ့ပြည့်စုံ၍ဘေးရန်၏အပေါ်မှာကင်းဝေးကြပါစေ။